မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ကဖားကန်နဲ့မွန်ရင်မြို့နယ်မှာရှိတဲ့အကြက်ဖက်စစ်ကောင်စီရဲ့ချောင်းဝညောင်ပင်ဝှေ့လုံးစကန်သုံးခုလုံးကို KIPD ကမာမိတ်ပူပေါင်းတပ်တွေကအပိတ်သက်သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်များတဲ့အပြင်လက်နက်ခဲယံအမြောက်များလည်းသိမ်းစီရရှိထားတယ်ဆိုပါတယ်အကျံဖတ်စကောင်စီရဲ့နေပြည်တော်လေးတက်ကစုတတိတိုက်လေရင်အုံမှုဘုံမှုကြီးခန့်နေတွေ့ဆိုတဲ့သူဟာ လေရင်စီခိုးရောင်ချမှုနဲ့စုံစမ်းစစ်ဆေးခံရပြီးတော့တောင်ငူလေတဲ့စခန်းကိုပျောက်ရွှေ့ခံရတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကချင်ပြည်နယ်ကဖာကန်နဲ့မိုးညင်းမြို့နယ်မှာရှိတဲ့အကြံဖတ်စစ်ကောင်စီရဲ့ချောင်းဝစခန်းညောင်မင်းစခန်းဝေလုံးစခန်းပေါင်းကူလုံးကို KIA PDF မမေပူပေါင်းတက်တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီဘက်ကအသေးတဲ့သူတွေတော်တော်များတဲ့အပြင်လက်နက်ခဲရန်အမြောက်အများလဲသိမ်းစီရရှိထားတယ်လို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇော်လ23ရက်နေ့ဖြစ်တဲ့မနေ့ကတရက်ထဲမှာပဲကချင်ပြည်နယ်ဖက်ကဲမြို့နယ်မှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့အရေးပါတဲ့ညောင်မင်းတပ်စခန်းနဲ့ဝှေ့လုံတပ်စခန်းနှစ်ခုကို KIA PDF မဟာမိတ်ပူးပေါင်းတက်တွေကအပိသက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်ဒီကနေ့ဇော်လ24ရက်နေ့မနေ့6နာရီလောက်မှာတော့ မုံညင်းမြို့နယ်ကစစ်ကောင်စီရဲ့ချောင်းဝတပ်စခန်းကိုပါတော်လန်ရေးတပ်တွေကတတ်မှန်သိမ့်ပိုက်ရရှိသွားပြီဆိုပါလေအဲ့ဒီနောက်တော်လန်ရေးတပ်တွေကနယ်မြေရှင်းလင်းရေးတွေလုပ်တဲ့အချိန်မှာလေအဲ့ဒီစခန်းသိမ့်တိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်များတဲ့အပြင်လက်နက်ခဲယမ်းအမြောက်များကိုလည်းသိမ့်စီရရှိထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့ကချင်ပြည်နယ်တဝက်မှာတိုက်ပွဲတွေပြင်းထန်နေပြီး KIA ပြည်ထဲမှာမိတ်ပူပေါင်းတပ်တွေကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုအရှိန်ဟုန်ပြင်းပြင်းနဲ့တောက်လျှောက်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်ခင်ဗျာ ဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီရဲ့နေပြီးတော့လေတက်က စုတက်တီတိုက်လေရင်အောင်မှုဘုံမှုကြီးခတ်နေတွေ့ဆိုတဲ့သူဟာလေရင်စီခိုးပြီးရောင်းချမှုနဲ့စုံစမ်းစစ်ဆေးခံရပြီးတော့တောင်ကူလေတက်စခန်းကိုပြောင်းရွှေ့ခံလိုက်ရတယ်လို့လေတက်သတင်းရင်းမြစ်ကရန်ကုန်ကစ်တစ်ကိုပြောပါတယ်အကျန်းဖတ်စစ်ကောင်စီရဲ့နေပြီးတော့လေတက်ကဘုံမှုကြီးခတ်နေတွေ့ဆိုတဲ့သူဟာစုတက်တီတိုက်လေရင်အောင်မှုအဖြစ်တာဝန်ထမ်းဆောင်တဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာပဲ လေရင်စီတွေကိုအမြောက်အမြားခိုးထုတ်မှုအတွက်စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့စစ်ဆေးမှုကိုခံရတယ်ဆိုပါတယ်။အဲ့ဒီနောက်တိုက်လေရင်အမှုဗိုလ်မှူးကြီးခန့်နေသွေးဆိုတဲ့သူရဲ့လေရင်စီခိုးထုတ်မှုတွေကိုဖော်ထုတ်ပြီးတဲ့အခါမှာပဲအရေးယူတဲ့အနေနဲ့တောင်ကူလေတစကန်ကိုပြောင်းရွှေ့ခံလိုက်ရတယ်လို့လေတက်သတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီဗိုလ်မှူးကြီးခန့်နေသွေးဟာလေရင်စီတွေကိုခိုးထုတ်မှုကနေငွေကျပ်သန်းပေါင်းများစွာရရှိခဲ့ပြီးမြေကွက်တွေကွန်ဒိုတွေနဲ့အဖိုးတန်ကားပေါင်းများစွာကိုပါပိုင်ဆိုင်ထားတယ်လို့ အဲ့ဒီပိုင်ဆိုင်မှုတွေကိုသူ့ရဲ့မိမဖြစ်တဲ့သူစိမ့်စိမ့်လွင်နာမည်နဲ့ဝယ်ယူထားတာဖြစ်တယ်လို့လည်းလေတက်သတင်းရင်းမြစ်ကပြောထားပြီးအခုတော့တောင်ကူလေတက်စခန်းကိုပြောင်းရွှေ့ခံလိုက်ရပြီလို့သိရပါတယ်ခင်ဗျဒီတခါမန္တလေးတိုင်းဘက်မှာတော့ နထိုးကြီးနဲ့မြင်းချံမြို့နယ်အဆက်မရှိတဲ့ကြေးရွာတွေကိုလှဲ့ပတ်မိရှို့နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းရေးတပ်တွေကကြပြတ်တက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားနဲ့ရဲစုစုပေါင်းဖော်ဦးပေကုန်ကြပြန်ပြီလို့အိတ်စတာမြင်းချံပျောက်ကြားတပ်ဖွဲ့ရဲ့တော်လိုင်းရေးသတင်းရင်းမြစ်ကရင်ကုန်ခေတ်တစ်ကိုပြောပါတယ်အခုဇွန်လအလယ်ပိုင်းကစပြီနထိုးကြီးနဲ့မြင်းချံမြို့နယ်အဆက်မရှိတဲ့ကြေးရွာတွေကိုလှဲ့ပတ်မိရှို့ဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုခံစက်ကုန်းကြေးရွာအနီးမှာတော်လိုင်းရေးတပ်တွေကကြပြတ်တက်ခတ်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားနဲ့ရဲစုစုပေါင်းပုံဥကတော့မိုင်းမီတဲ့သူ့နဲ့ပြစ်ကက်ခံရတဲ့သူ့နဲ့အသီးသီးကိုသေကုန်ကြတယ်လို့အိတ်စတာမြင်းညံပျောက်ကြားတပ်ဖွဲ့ရဲ့တော်လန်ရေးသတင်းရှင်းပြကပြောထားပါလိမ့်ခင်ဗျတပတ်မှာတော့ဒင်းသားကြီးတိုက်ကော်ပန်းခရိုင်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့အတွက်စစ်ဘေးရှောင်းအယောက်200နိဗဟာထိုင်းနိုင်ငံဘက်အချမ်းကိုယာယီထွက်ပြေးခိုးလုံနေရတယ်လို့စစ်ရှောင်းတွေနဲ့ဒေသခံတော်လန်ရေးသတင်းရှင်းပြကပြောပါတယ်ဇော်လ22ရက်နေ့ကပဲ ဒင်းသာရီတိုင်းကော်တောင်းခရိုင်ခမောက်ကြီးမြို့ကမာရန်ချေရွာမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လိုင်းရဲတပ်တွေအကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားတဲ့အချိန်စစ်ကောင်စီကဘာမှမဆိုင်တဲ့အယတပီတွေရှိတဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီအတွက်ချေရွာနေပြည်သူအယောက်200နီးပါးဟာထိုင်းနိုင်ငံဘက်အချမ်းကိုယာယီထွက်ပြေးခိုလုံခဲ့တယ်လို့လဲထိုင်းသတင်းတွေမှာပါဖော်ပြထားပါတယ် လက်ရှိထိုင်းနိုင်ငံဘက်အချင်းကိုယာယီထွက်ပြေးခိုလုံခဲ့တဲ့စစ်ဆောင်ပြည်သူတွေကိုတော့ထိုင်းနိုင်ငံဘက်ကအကူအညီတွေပေးအပ်ထားပြီးတိုက်ပွဲတွေညင်သွားတဲ့အခါကျရင်တော့ပြန်လည်ပို့ဆောင်ပေးမှာဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့နိုင်ငံတော်တန်ကမဟာနိုင်ကအဖွဲ့ဝင်ဝင်းနေမိတယုံဆက်ရတော့ကိုအကြံဖက်စစ်တပ်ကပြစ်တတ်မှုဟာတိခန့်စရာအကြောင်းမရှိဘူးလို့မြောင်မြွတ်နယ်ကကြောင်းဆရာဆီယမ်မာတွေကနေတတကူနဲ့စစ်ကောင်စီကိုဆန္ဒပြနေကြတယ်သိရပါတယ်တိတကူဟာ ဝိနေမီတာယုံဆရာတော်ကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်မှုအပေါ်တီးခံကြဖို့ခွင့်လွှတ်ကြဖို့နဲ့မေ့ပြစ်ကြဖို့ပြောကြားခဲ့တဲ့အပေါ်ယဟန်ရှင်သူပြည်သူတွေကစိတ်ဆိုးဒေါသထွက်ခဲ့ပြီးတယ်နော်အခုလိုဆန္ဒပြမှုပေါ်ပေါက်လာတာဖြစ်တယ်လို့သိရပါတယ်တစ်ဖက်မှာလည်းချောင်းမျိုးနယ်ကတန်ဃာတော်တွေကလည်းဝိနေမီတာယုံဆရာတော်ကိုစစ်တပ်ကပြစ်တပ်မှုကြောင့်စစ်ကောင်စီကိုကန်ဆောင်တဲ့ဘိတ်စတင်ပြုလုပ်လိုက်ပြီးဖြစ်တယ်လို့လဲဇွန်လ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲတရားဝင်ကြေညာလိုက်ပြီးအခုခါမှာမြောင်မြို့နယ်ကကျောင်းဆရာဆရာမတွေကလည်း ဝိနေမိတာယုံဆရာတော်ကိုအကြက်ဖက်စစ်တပ်ကပြစ်တတ်မှုဟာတီးခံစရာအကြောင်းမရှိဘူးလို့တီတကူနဲ့စစ်ကောင်စီကိုဆန္ဒပြနေကြတယ်လို့လည်းသိရပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီလိုဝိနေမိတာယုံဆရာတော်ကိုစစ်တပ်ကပြစ်တတ်မှုအတွက်မေးပြောက်တီးခံခွင့်လွတ်ဖို့တီတကူကပြောဆိုလိုက်တာဟာတိုင်းပြည်ကိုဖျက်ဆီးအကြမ်းဖက်နေတဲ့သူတွေဘက်ကအတိအလင်းယက်တီမှုကိုထုတ်ပေါ်ပြသလိုက်တာသာဖြစ်တယ်လို့နှွေဦးတော်လန်ရေးတန်ခါကွန်ရက်ရဲ့ဆရာတော်ဦးဝါရမကမိန့်ကြားထားပြီး NND အစိုးရလက်ထက်က မီတာကတိုးတောင်းမှုအပေါ်သီးမခံခဲ့တဲ့တီတကူဟာအခုစစ်တပ်ကနိုင်ငံတော်တန်ခါမဟာနိုင်ငံကဆရာတော်ကိုပစ်တတ်မှုအပေါ်ကြတော့တီးခံခိုင်းနေတာဟာအလွန်အံ့ဩတရားကြစရာဖြစ်တယ်လို့လဲတန်ခါတချို့ကသုံးသပ်နေကြပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်တကနေဒီကနေ့နေ့လေဂင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ